အားလုံးပဲမင်္ဂလာပါဗျအခုကတော့ကျွန်တော်တင်းလာသားမိတွေအတွက်ဘဝတရဆာတည်တည်တဲ့ဟာလေးတစ်ချက်ပြောပေးချင်တာဖြစ်တယ်အဲ့တော့ဗီဒီယိုရှင်လို့စိတ်မရှိဘူးရစ်တယ်ထင်တယ်လူတို့ရှင်မဲ့ကြည့်ကျင်တဲ့လူမျိုးတွေကတော့ဒီဗီဒီယိုဆက်မကြည့်ပါနဲ့အကြာကြီးဖြစ်နေမှာမဟုတ်လို့ပါအဲ့တော့တင်းလာသားမိတွေပေါ့တင်းလာသားမိတွေအနေနဲ့ကကျွန်တော်တို့အထက်ဆောင်ပန်းချို၃လုံးရှိတယ်အဲ့ဒီအထက်ဆောင်ပန်းချို၃လုံးကကိုယ့်ဘဝမှာအဓိကကြားတဲ့သူတွေမှာပါတယ် အဲ့တော့ဘာဘဲဂျိုးတွေလဲဆိုတော့တောက်ကြရဲစနေရဲအင်္ဂါကို့အတွက်ဆောင်ပန်းဂျိုးဖြစ်တယ်နော်ဒါကြောင့်ပဲဒီသုံးလုံးကိုကျွန်တော်တို့ကဘဝမှာကောင်းကောင်းအသုံးချဖို့လိုတယ်အဲ့ဒီနေရာမှာကျွန်တော်ဘဲဂျိုးကအဓိကကြားတယ်ပေါ့နော်တဲလာသားမိတွေလဲတောက်ကြဂျိုးကအဓိကကြားတယ်ဒါကြောင့်တောက်ကြဂျိုးကိုကျွန်တော်တို့ကအဆောင်အနေနဲ့တောက်ကြဂျိုးကိုကျွန်တော်တို့ကဟိုကို့ဘဝမှာဘလို့လက်တွဲပြီးတော့အားကိုးရဖြစ်သုံးမလဲပေါ့အဲ့တော့တောက်ကြဂျိုးကတဲလာသားမိတွေအတွက်က အကောင်းဆုံးဂျိုဖြစ်တယ်။တောက်ကြဂျိုကလုံကြုံတာကာကွယ်တာရင်းနှီးမြှုပ်နှံတာဒါကိုပြောတာ။အဲ့တော့တင်းလာသားမီဒီယာဘဝမှာရလာတဲ့ငွေကိုဘယ်လိုရင်းနှီးမြှုပ်နှံရမလဲဆိုတော့ပညာကိုအဓိကလေ့လာဖို့လိုတယ်။ဒါတကယ်ကိုကျွန်တော်ကဘာမှနာမည်ကြီးတဲ့ Warren Buffett တို့လိုငငယ်လေးတွေကသူတို့ရင်းနှီးမြှုပ်နှံမှုတွေဘယ်လိုလုပ်ခဲ့တယ်။ပတ်စံလေးတွေရလာရင်ဘယ်လိုရင်းတယ်။ ော်ဒေါ်လာဘယ်လောက်ရလာရင်ငါဘယ်နေရာမှာသွားရင်းမယ်ဘယ်နေရာမှာသွားမြုပ်နှံမယ်နော်အော်ငွေကိုဘယ်လိုပွောင်းအောင်လုပ်ရမလဲဒါမှမဟုတ်လေဒီဟိုကို့အတွက်ရင်းနှီးမြုပ်နှံမှုဟာအရွယ်တစ်ခုရအောင်ရောက်လို့ပေါ့ဗျာငယ်တော့တော့ဘာမှရင်းနှီးမြုပ်နှံမနှံတတ်မှာမဟုတ်ဘူးပတ်စံလေးပဲဆုတ်တတ်မယ်အဲပတ်စံလေးဆုတ်လို့များလာရင်ဒါရွှေလေးလုံးမယ်ဒါကတော့ငယ်တုန်းအချိန်လောက်ကဒီလောက်ပဲလုတ်တတ်မှာခလေးဆိုတော့စီးပွားရေးလေးလုတ်ဖို့မလွယ်ဘူးပေါ်တဲလာသားမိတွေကအရွယ်တခုရောက်လာတယ်ဆိုကိုကျွမ်းကျင်တဲ့နယ်ပယ်ကိုရင်းနှီးမြုပ်နှံမှုအပြည့်ဝလုပ်ဖို့လိုတယ် ါမှမဟုတ်ကျွန်တော်ကအိမ်အကြောင်းနားလေတယ်ဆိုရင်အိမ်နေခြံနေမြေတွေတိုက်ခန်းနေလုံးမယ်ပေါ့ကျွန်တော်ဆက်ပြီးစီစောင်းနားလေတယ်ဆိုရင်ဒါဆက်တွေကားတွေအင်ဂျင်တွေရန်ရာပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့အမြတ်ရနိုင်တဲ့ကိစ္စတွေကိုလုံးမယ်ပေါ့ကျွန်တော်ကတော့မဟုတ်ဘူးဆက်ပြီးအကြောင်းနားလေတယ်ဒါဆိုတော့ကျွန်တော်စပါးတွေပဲတွေလောက်မယ်ပေါ့ဗျာမဟုတ်ဘူးကျွန်တော်ကတစ်တွေအကြောင်းနားလေတယ်ဒါဆိုတစ်တွေဝယ်ပြီးကျွန်တော်ဖာနီချာတွေလုံးမယ်ပရီဘော့ကတွေလုံးပြီးဈေးတစ်ခုရအောင်ပြန်ရောင်းမယ်ပေါ့ အဲ့တော့အမို့ကျွန်တော်ကတော့အလှပကြီးကကျွမ်းတယ်ဒါဆိုအလှပနဲ့ပတ်သက်ပြီးဘယ်လိုကျွန်တော်ရင်းနှီးမြှုပ်နှံမလဲဒီကော့စပတ်တစ်ပစ္စည်းတွေကိုဝယ်ထားမလားလှောင်ထားမလားဘယ်လိုပြန်ရောင်းမလဲဘယ်နေရာကနေဒိုင်ဈေးနဲ့ရမလဲစသဖြင့်ရင်းနှီးမြှုပ်နှံမှုအပိုင်းတွေမှာကျွန်တော်တို့ကအဓိကကြတယ်လို့ပြောတာတော့အဓိကကြတယ်အဲ့တော့အတင်းလာသားမီဒီယာဖြစ်တယ်ခင်ဗျာ၃နေဖြုံးနေတယ်ဒီနေ့ရတယ်ဒီနေ့လောက်ဝါကရတယ်ဒီနေ့လောက်ဝါခင်ဗျာ၃000ရတယ်ထားပါတော့နော်တမဲဝယ်စားလိုက်တယ်၁000ကုန်တယ်နော် ရက်ဝက်တောက်လိုက်တယ်တတောင်းကုန်တယ်အဲကျအဝက်စားဝယ်ပိုးကြီးပန်းကြီးနဲ့ဖုံးပေထဲလိုက်တယ်အဲ့လိုဖြစ်နေတဲ့လူမျိုးဆိုတသက်လုံးမကြည့်ပါဘူးဒဲလာသားမိရဒဲလာသားမိကငွေကိုစုကိုစုရပါတယ်နော်ငွေစုတဲ့အကျင့်အငငယ်တွေကလောက်ပါတော့ဒဲလာသားမိတွေစိုးမိုးကြွားဗန်လို့တာမျက်စိတည်းမြင်လိုက်ဗန်သွားပါလို့လဲငွေစုမယ်နော်အရင်နေ့လောက်ဖို့တော့ပတ်စံချီးမယ်ဗန်နဲ့ဗန်လှုပ်ဆောင်ချက်တွေအတိုင်းကျွန်တော်တို့ကဒဲလာသားမိတွေကလောက်ပါဒါဆိုဘောကမအောင်မြင်မယ်အဲ့တော့ ဘဏ်ကဘလို့ဒီအလုပ်လုပ်နေလဲငွေတို့ဘလို့ပွားအောင်လုပ်တယ်နော်သူများလာအထားရင်းငွေကိုဘလို့တို့အရင်နေ့လုပ်ပြီးဘလို့ကိုပြန်ထုတ်ချေးလဲစသဖြင့်အဲ့ဒီပုံစံအတိုင်းဘဏ်လုံးတဲ့ပုံစံအတိုင်းတင်းလာသားမီဒီယာဘဝမှာလုံးမယ်ဆိုရင်ကောင်းတယ်လို့ပြောတာနော်နေထိုင်တဲ့နေရာမှာဆိုလဲချစ်ချစ်လေးလေးနဲ့ကြောကြောဟောဟာမရှိဘဲနဲ့နော်ဟိုချွတ်ချွတ်ချန်ချန်ပုံစံလေးနေတာကဘဝလမ်းတစ်လျှောက်မှာပိုကောင်းစေတယ်ဒီအချက်လေးတွေကိုကျွန်တော်ကမမေ့စေချင်ဘူး အဲ့တော့တင်းလာသားမီးတွေရဲ့စီးပွားရေးကအင်ငါဂျိုပိုင်တာဗျအညွန့်ဂျိုနော်အညွန့်စီးပွားဆိုတော့ဖြစ်နေတဲ့ကြဟိုအင်ငါဂျိုပိုင်တာဒါကြောင့်အင်ငါနဲ့ပတ်သက်ရင်ကျွန်တော်တို့ကဘယ်ဟာကိုကျွန်တော်တို့ကအဓိကထားကြည့်啊အင်ငါဆိုတာစွန့်စားတာဗျစွန့်စားတာစွန့်စားစားလှုပ်တာအင်ငါဆိုတာစွန့်စွန့်စားစားနဲ့ထက်ထက်မြက်မြက်လှုပ်ကြတဲ့အပိုင်းကအင်ငါပိုင်တာဒါကြောင့်ပဲကျွန်တော်တို့က တဲလာသားမီးတွေကအရန်ကြီးပုံဟောင်းအလုပ်တွေအရန်ကြီးဘယ်လိုပြောမလဲဆိုတော့ခက်မမီတဲ့အလုပ်တွေဝန်ထမ်းလိုလိုလက္ခဏာလိုလိုသူများခိုင်းဘက်လိုလိုအဲ့လိုလုံးနေတာမျိုးတွေကိုကျွန်တော်တို့ကတော့အားမပေးဘူးနော်ကိုကကိုဝါနာပါလို့ဝန်ထမ်းဝယ်လောက်တာတို့ဘာတို့တော့ကျွန်တော်တို့မပြောဘူးအဲတကယ်စီးပွားရေးတစ်ခုအနေနဲ့လှုပ်တော့မယ်ဆိုရင်တော့တဲလာသားမီးတွေကစွန့်စားရမယ်သူများတက်ပို့ပြီးထွန်းဖောက်ပြီးလုံနိုင်မလို့လို့ တင်းလာသားမီဒီယာဖင်ပေါ့ဖို့လိုတယ်။တင်ရတင်းလာသားမီဒီယာဖြစ်နေလေးနေတယ်တခုခုခိုင်းရင်မကြွတော့ဘူးမထတော့ဘူးမပြီးတော့ဘူးဆိုရင်အတင်းလာသားမီဒီယာကြီးပွားဖို့မလွယ်ဘူး။အဲ့တော့တင်းလာကအင်္ဂါပိုင်တာဖြစ်တဲ့တည်းကြီးပွားဖို့လိုတယ်တိုးတက်ဖို့လိုတယ်စွန့်စားဖို့လိုတယ်ကြီးပွားစင်စစ်ရှိဖို့ဖြစ်လို့လောက်ဆရာရှိတာတွေကိုကျွန်တော်တို့ကအားပါတရလှုပ်ထားဖို့လိုတယ်။အဲ့လိုလှုပ်ထားနိုင်မှလည်းကျွန်တော်တို့ကအဆင်ပြေမယ်လို့ပြောတာ။အဲ့တော့စွန့်စားစားလှုပ်ရတဲ့အပိုင်းတွေကတင်းလာသားမီဒီယာတွေကောင်းကောင်းတယ်လို့အဲ့တော့အင်္ဂါကျူကစွန်စားတာအပြင်ကျွန်တော်တို့နောက်ဘာရှိသေးလဲပေါ့နော် အင်္ဂါဂျိုးဆိုတာဆက်ပစ္စည်းနဲ့ပတ်သက်တဲ့ဟာတွေကအင်္ဂါပိုင်ပါတယ်။နော်စောက်လုံရင်းနဲ့ပတ်သက်တဲ့ဟာတွေနော်အဆောက်အဦတွေစောက်တယ်ဘာညာဒါတွေဟိုတိုင်းထွာရတဲ့ဟာတွေကပိုင်ပါတယ်။နောက်ပြီး fashion designer လိုမျိုးကိစ္စတွေကအင်္ဂါပိုင်ပါတယ်။အဲ့တော့အင်္ဂါဆိုတာကျွန်တော်တို့ကတိကျစွာတိုင်းတိုင်းထွာပြီးလုပ်ကံရတဲ့အလုပ်တွေစိတ်ရွေးကြကြလုပ်ရတဲ့အလုပ်မျိုးတွေလို့ပြောတာ။လက်သမားဆရာတွေလိုလို engineer တွေလိုနော်အဲ့တော့ designer တွေလိုပေသေးရှာတိုင်းပြီးတော့ပခုံးဘလောက်ဟိရင်ဘက်ကဘလောက်ဟိနော်ခါဘလောက်ဟိ နော်လက်အရှိကဘလောက်ဟိဒါကိုတိုင်းပြီးတော့အတိအကျလောက်ကလို့တိတိကျကျတေးသေးကျကျတိုင်းထွာလောက်ကတဲ့အလုပ်တွေမှာဒဲလာသားမိတွေကစီဝါရေးရှာမယ်လို့ပြောတာဒါဆိုအဲ့ဒီနယ်ပယ်တွေကတော့အများကြီးပေါ့ဆရာဝန်ဆိုခွဲစိတ်ဆရာဝန်ဆရာဝန်လုံးမယ်ဆိုရင်ဘယ်အပိုင်းအကောင်ဆုံးလဲဒဲလာသားခွဲစိတ်ဆရာဝန်ဒါဆိုအတိအကျလေနော်ဒီနေရာမှာခွဲရဒီနေရာမှာခွဲရမှာနော်ဘိုက်နာနေတာကိုရင်ဘတ်မှာသွားခွဲလို့မရဘူးနော် လေမဲကြီးယောဂါဖြစ်နေတော့ခြေထောက်မှာတော့ခွဲလို့မရဘူး။ तू ဖြစ်တဲ့နေရာမှာ तू ခွဲရမယ်။အတိအကျအဲ့တော့တော့မှဘယ်နေရာမှာဘယ်အကျိုးလေးလုံအောင်တိတိကျကျလုပ်ကဒါတော့ဆရာဝန်လုပ်မယ်ဆိုရင်ကျွန်တော်တို့ကအဲငါအားကောင်းတဲ့အတွက်တင်းလာသားမြေခွဲစစ်ဆရာဝန်လုပ်ရတယ်။အင်ဂျင်နီယာလုပ်မယ်ဆိုရင်လည်းတကယ်တိုင်းထွာရတဲ့အပိုင်းပေါ့နော်။အဲတော့မက်ကနီကယ်တို့စီဗယ်တို့လုပ်ရမှာပေါ့။နော်။အဲ့လိုပဲ။အလှပကြီးရဆိုရင်ဘယ်လိုဟာမျိုးတွေလဲ။စပင်တို့လို့ဒါအတိအကျပဲ။ နော်ဘယ်ဘယ်ဒီဇိုင်းညက်မယ်ဆိုတော့ဒီဒီနေရာဘယ်နေရာလောက်တူရမလဲဘယ်လောက်ရှည်ရမလဲနော်အရှည်ရစမိတ်ချမယ်ဆိုလည်းဘလို့အဲ့လိုတိတိကျကျဖြစ်တဲ့အလုပ်တွေဟာအကောင်းဆုံးလို့ပြောတာဒါဆိုကိုအလုပ်အသက်မွေးမှုအတွက်ဆိုရင်စဉ်းစားတက်ဖို့အတွက်အတွေးခေါ်ရမှာ ID လုပ်ငန်းဆိုလည်းတကယ်ကိုကျွန်တော်တို့ကဈေးကွက်ထိုးဖောက်ရတဲ့ကိစ္စတွေအဲသူများတွေကိုပို့ပြီးပို့ပြီးတော့ဘလို့ထိုးဖောက်ပြီးလောက်ကမဲ့ကိစ္စတွေ ID မှာဆိုလည်း hacker လိုမျိုးတွေနော်အဲ့တော့ networking နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအဲကိုယ့်ရဲ့စာပေါင်းမထိုးဖောက်နိုင်အောင်လုံခြုံရေး ဆက်ဂျူဒရီဘိုင်းနဲ့ပတ်သက်တဲ့ဟို ID နီးပညာတွေဒါတွေနဲ့ပတ်သက်ဆက်နွယ်ပိုကောင်းတယ်ပေါ့ဒါကတော့အများကြီးနယ်ပယ်သီးသီးမှာအင်္ဂါဂျိုနဲ့ပတ်သက်တာတွေကိုလှည့်စင်စားပြီးကျွန်တော်တို့ကအတောက်မွေးလို့ရတာတွေရှိတယ်ဒါတွေကဒဲလာသားမီးတွေတဲ့အကောင်းဆုံးဖြစ်တယ်အဲ့တော့ဒဲလာသားမီးတွေကနောက်ထပ်အတောက်မွေးမှုမဟုတ်ဘဲနဲ့အချစ်ရေးအိမ်အောင်ရေးတွေကြတော့ဆက်နေဂျိုပိုင်တယ်ဆက်နေဂျိုပိုင်တယ်အဲ့ဒဲလာသားမီးတွေက6ခုမြောက်ဆက်နေဟုတ်ဒါဆိုဒဲလာသားမီးတွေကဝေးလံခေါင်ဖျားတဲ့လူတွေနဲ့ဖူးစာစုံလေးရှိကြတယ်တဲ့ ဝေးလံခေါင်ဖျားတဲ့လူတွေနော်ဝေးလံခေါင်ဖျားတဲ့လူဆိုတော့ကိုကလက်ရှိရန်ကုန်မှာနေတယ်ဆိုရင်ကျွန်တော်တို့မန်းလေးသားတို့တောင်ကြီးသားတို့လူလူတွေနဲ့သွားကြိုက်တာမျိုးတွေနော်ဒါမှမဟုတ်လည်းကိုရန်ကုန်မှာနေတယ်ကိုသွားရင်လာရင်နဲ့နေဆက်သွားရင်နဲ့အမှတွေးတဲ့တိုင်းသူတယောက်ယောက်နဲ့ဖူးစာစုံသွားတာတွေအချို့ကြတော့လို့မဟုတ်နိုင်ငံသားသွားတယ်နိုင်ငံသားသွားရင်လည်းကိုနဲ့ဘာသာလည်းမတူလူမျိုးနဲ့မတူတဲ့ foreigner တွေနဲ့အိမ်အောင်ကြသွားတာမျိုးတွေဒီလိုမျိုးတွေတွေ့ရတဲ့လူမျိုးဖြစ်တယ်လို့တဲလာသားမိတွေရဲ့ အိမ်တော်ဘက်ကလည်းအသက်အရွယ်မတိမယုံမဟုတ်ပဲနဲ့ကြီးလွန်တာငယ်လွန်တာအဲ့လိုတွေဖြစ်တတ်တယ်ဒါတော့အတင်းလာဒါ20ဖြစ်တယ်ဆိုရင်ကို30 35အနေနဲ့သွားတွေ့ရင်တွေ့တာအဲအဲ့လိုဟာမျိုးတွေအသက်အရွယ်တော့တိတ်မကွာဘူးဆိုရင်လည်းအဲ့လိုပေါ့ဒလေးစရိုက်အယူအဆအတွေးအခေါ်အဲ့လိုလူမျိုးတွေနဲ့အိမ်တော်ကြက်တတ်တယ်အာမဟုတ်ဘူးကျွန်တော်တင်းလာတာဗျာခင်ဗျားကလည်းချင်းကောင်းရင်တလန်းနဲ့ညူနေအိမ်တော်ကြတာတေးကြတယ်အဲ့ဒါဆိုခင်ဗျားမေးကြည့်တော်များများမတူဘူးတော်များများစရိုက်ဒလေးအယူအဆစိတ်ကူး ကွဲပြားတဲ့လူမျိုးတွေနဲ့ဒဲလာသားမီဒီယာအိမ်တော်ကြလေရှိတယ်ဒါတော့ဒဲလာသားမီဒီယာအိမ်တော်ကြတဲ့ခါကျရင်ကိုအိမ်တော်ဘက်ကိုတော်တော်ညှိယူရတယ်နော်ကိုကကောင်းကောင်းစားခြင်းနဲ့ချက်တာပြုတ်တာကိုကိုယ်တိုင်လည်းချက်တယ်လေကောင်းအောင်လားကိုရတယ်မိမကောင်းကောင်းမချက်တယ်ဟုတ်ဟာဘယ်အချိန်မှစီထည့်ရမလဲဘယ်အချိန်မှမဆလာထည့်ရမလဲဘယ်အချိန်မှဟင်းကိုနူတာနှက်ထားရမလဲမသိဘူးအဲ့လိုတွေပေါ့နော်ကိုလည်းတလွဲဖြစ်တာတွေဒဲလာသားမီဒီယာအမြဲဖြစ်တတ်တယ်အဲ့တော့အိမ်တော်ကြီးမှသူများနဲ့မတူနေနဲ့ကမောက်ကမဖြစ်တယ်ကိုအိမ်တော်ဘက်ကကိုနဲ့မတူတာ အတက်ရမတူတာအကြိုက်မတူတာအယူဆ delete မတူတာဘာသာမတူတာစသဖြင့်အဲ့လိုမတူတာများတဲ့သူမျိုးတွေ ਨੇ အိမ်အောင်ကြတတ်တယ်အဲ့တော့မတူတာတွေကိုတူအောင်ညှိရမှာကိုယ့်အလုံးနော်အိမ်အောင်ကြပြီးသွားပြီဒီလိုမျိုးတွေကိုကျွန်တော်နားလည်ဖို့လိုပါတယ်ဒါအတင်းလာသားမိတွေအချမ်းမြင်ပြောပြတာဖြစ်တယ်အဲ့တော့ရှောင်ဝါမဲ့ဟာတွေဘာအယောင်တွေဘေးရတနာတွေအများကြီးကြံတယ်ထိုင်ပြောမယ်ဆိုအများကြီးပဲကျွန်တော်တို့မပြောနိုင်ဘူးဘလို့မှလည်းကြည့်မှာမဟုတ်အဲ့လိုအများကြီးရှောက်ပြောလဲနော်နောက်ဆုံးတော့ဘာမှထင်ပါတယ်တင်းလာသားမိတွေအားလုံး ဘဝမှာကံကောင်းကြပါစေအဆင်ပြေပါစေကိုလှုပ်တာတွေနဲ့ကိုကံနဲ့ကြိုက်အောင်လုပ်နိုင်တဲ့သူတွေဖြစ်ကြပါစေလို့ဆုမကောင်းတောင်းအပ်ပါတယ်ဗျာ